အားလုံးပဲမင်္ဂလာပါရှင် Digital Fusion Company မှကျေးဇူးပါတယ်ရှင်ဒီဗီဒီယိုလေးမှာဆိုရင်တော့ညီမကမိတ်ဆွေတို့ကိုဒီ Fusion POS ကွန်ပျူတာဘာရှင်းထဲမှာပါညီမတို့ကစနေထိန်းသိမ်းခြင်းတရားမှာလုပ်ငန်းထိချုပ်ခြင်းဆိုတဲ့ကဏ္ဍလေးနဲ့ပတ်သက်ပြီးတော့ပြပြပေးမှာပဲဖြစ်ပါတယ်ရှင်ဒီတော့ဒီလုပ်ငန်းထိချုပ်ခြင်းဆိုတဲ့နေရာမှာညီမတို့ကဘာတွေကိုအသုံးပြုလို့ရမလဲပြင်ဆင်လို့ရမလဲဆိုတဲ့အကြောင်းလေးကိုညီမပြပြပေးပါမယ် ဒီတော့ရမောင်းဆုံးအနေနဲ့အတုံးပြူသူရဲ့အပြီးဆိုတာရှိပါတယ်ဒါဆိုရင်တော့ကိုကအုံနာလီပေါ့နော်ကိုဆိုင်မှာကိုဆိုင်ရဲ့နာမည်ကိုထည့်ချင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ကိုရဲ့နာမည်ကိုထည့်တာမျိုးဒါဆိုရင်အတုံးပြူသူရဲ့အပြီးဆိုတဲ့နေရာကိုဒီနေရာလေးမှာထည့်ပေးရမှာပဲဖြစ်ပါတယ်ရှင် နောက်ထပ်တစ်ခုကတော့လုပ်ငန်းအမည်ပါဒီမှာဆိုလို့ရှိရင်လုပ်ငန်းအမည်ကိုညီမတို့ကထည့်ပေးရပါမယ်ညီမတို့ဆိုလို့ရှိရင် digital fusion ပေါ့နော်ဒါဆိုရင် digital fusion လို့ထည့်ထားတယ်ဒီလိုမျိုးလေးကိုယ်ဆိုင်ရဲ့နာမည်ကိုယ်ရဲ့လုပ်ငန်းနာမည်လေးတွေကိုထည့်ပေးလို့ရပါတယ်နောက်ထပ်တစ်ခုကတော့လုပ်ငန်းမျိုးစားပါဒီလုပ်ငန်းမျိုးစားမှာဆိုလို့ရှိရင်ညီမတို့ကအမျှလေးကိုနှိပ်ပြီးတော့မှကိုယ်ကအလှကုန်ရောင်းတာလားလူသုံးကုန်ရောင်းတာလားဆိုပြီးတော့ညီမတို့ကရွေးချယ်ပေးလို့ရပါတယ် ဒါဆိုရင်ကိုကအလှကုံရောင်းတဲ့ဆိုင်လူသုံးကုံရောင်းတဲ့ဆိုင်စားတောက်ကုံလည်းရောင်းတဲ့ဆိုရင်တော့ညီမတို့ကဒီလိုမျိုးသုံးခုလုံးကိုအမှန်ချစ်ပေးလိုက်လို့ရပါတယ်ရှင်။ ပြီးရင်တော့ညီမတို့က enter လေးကိုနှိပ်ပြလိုက်လို့ရပါတယ်။ဒါဆိုရင်ညီမတို့ကဒီ၃ခုကိုထည့်ထားတာပဲဖြစ်ပါတယ်။ပြီးတော့ဖုန်းနံပါတ်ပါ။ဒါဆိုရင်ကိုယ်ဆိုင်ရဲ့ဖုန်းနံပါတ်လေးကိုဒီမှာထည့်မယ်။ပြီးတော့ကိုကဘယ်ရလဲပေါ့နော်။တိုင်းနေပြည်နယ်ကြီးထည့်လို့ရတယ်။ပြီးတော့မြို့နယ်ထည့်မယ်။နောက်တစ်ခုကတော့တံမိုးသစ်မုံနီလန်းပဲဖြစ်ပါတယ်။ဒီတံမိုးသစ်မုံနီလန်းဆိုတာကညီမတို့ကကိုယ့်ရဲ့အမျက်ကိုတွတ်တဲ့အခါပေါ့နော်။အရှုံးမျက်တွေတွတ်တဲ့အခါမှာကိုက every နဲ့တွတ်ချင်တာလား။ဒါမှမဟုတ်လို့ရှင် last right နဲ့တွတ်ချင်တာလား။အစတဲ့ရာလေးတွေကိုညီမတို့ကသတ်မှတ်တာမျိုးပါ။ပြီးတော့ကိုက every နဲ့တွတ်ချင်တယ်ဆို ိုရင်တော့ Airway ဆိုတာလေးကိုရွေးချက်ထားလို့ရပါတယ်။ပြီးရင်တော့ပင်မငွေကြီးကတော့ညီမတို့ကဒီမြန်မာစတဲ့နယ်ပဲအသုံးပြုတာပါ။ ီလိုကဏ္ဍလေးတွေကိုပြီးသွားပြီဆိုရင်တော့ညီမတို့ကသိပြီဆိုပြီးသိနိုင်လို့ရပါတယ်အဲ့လိုမှမဟုတ်သေးဘူးဒီဘက်ချမ်းမှာရှိရင်ညီမတို့ကဒါလေးတွေကိုပါအသုံးပြုချင်တယ်ဆိုလို့ရှိရင်လည်းအသုံးပြုလို့ရပါတယ်ဒါလေးတွေကဘာလဲဆိုရင်တော့တသမအရေးအတွက်ပဲဖြစ်ပါတယ်ဒီတသမအရေးအတွက်ကကြတော့ညီမတို့ကတသမဘက်နှလုံးဖြတ်မယ်ဆိုပြီးရောသတ်မှတ်ထားတာမျိုးပါတက်ဖို့အနေနဲ့ကတော့ညီမတို့ကနိုးတက်စီမယ်ဆိုပြီးရောညီမတို့ကတသမမထည့်ထားပါဘူးတကယ်လို့ကိုကတသမထည့်ချင်တယ်ဆိုရင်ထည့်လို့ရပါတယ်တစ်လုံးလားနှလုံးလားသုံးလုံးလားဆိုပြီးရောညီမတို့ကပိုင်းထည့်လို့ရပါတယ်ဒါပေမဲ့ ယ်တခုရှိရာကညီမတို့ကဒီဓာတ်သမကိုအသုံးပြုမယ်ဆိုလို့ရှိရင်ညီမတို့ကဒီအခုတလုံးဆိုတာကိုရေးပြီးသွားလို့ရှိရင်ဓာတ်သမမသုံးတော့ဘူးညီမတို့ပြန်ရေးလို့မရပါဘူးအဲ့တော့အများကိုရေးပြီးသွားရင်အ ਨੇ ကိုပြန်လျှော့လို့မရပါဘူးရှင်ဒါကြောင့်မလို့ဥမာအနေနဲ့ညီမတို့တခုဓာတ်သမတလုံးထားပြပေးပါမယ် ။အဲဆိုရင် तू ကတတိပေးချက်ပေါ်ပါတယ်။ဒီမှာဘာလဲဆိုလို့ရှိရင်တသမအတုံးပြုမဲ့အရေးအတွက်ကိုတိချစာရွေးပြရမယ်။ तू ကမူရင်းတံမိုးတွေပြောင်းလဲသွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အရေးအတွက်ကိုပြန်လျှော့လို့မရပါဘူး။အဲဒါကြောင့်မလို့ညီမတို့ကတလုံးထားမယ်ဆိုရင်ဒါကမှမရှိဘူးเนาะဒါသမားအရင်တော့မထားခဲ့တဲ့ဟာမျိုးညီမတို့ပြန်ပြောင်းလို့မရဘူးတကယ်လို့ဒါသမားကိုသုံးလုံးလို့ထားခဲ့ရင်ညီမတို့ကနှလုံးတစ်လုံးဒီလိုမျိုးပြန်လျှော့လို့မရတာမျိုးပြောချင်တာပါရှင်ကိုကဒီမှာဒါသမားတစ်လုံးထားမယ်ဆိုရင်တော့ညီမတို့က okay ဆိုတာလေးကိုနှိမ့်လိုက်လို့ရပါတယ် ဒါဆိုရင်ဥမာအနေနဲ့ညီမတို့ကပြန်ပြီးရော note decimal ကိုထားပြပါမယ်။အဲ့လိုမျိုးထားပြီးညီမတို့ကသိမ့်လိုက်လဲပဲသူက note decimal လို့။အော်ဒီမှာဆိုရင်ညီမခုနကမသိမ့်လိုက်ရသေးဘူးနော်။ဒါကိုခုညီမကသိမ့်မီနှိပ်ထားတယ်ပြီးတော့ဒီနေရာမှာတက်စီမဲ့တလုံးကိုညီမထားပြီးတော့သိမ့်မီဆိုပြီးတော့ညီမရွေးပြလိုက်ပါမယ်ဒီလိုမျိုးသိမ့်ပြီးတော့တဲ့အခါမှာညီမက ကိုရောင်းတဲ့အခါမှာဒီဒသမတစ်လုံးနဲ့ပဲပြနေမှာပဲဖြစ်ပါတယ်။ဒါဆိုရင်ညီမကဒီလိုမျိုးတိမ့်ကြီးနှိပ်ပြီးသွားတာမလို့နောက်ထပ်တစ်ခေါက်အနေနဲ့ဒီလိုမျိုးဒသမနဲ့မထားကျင်တော့ဘူးပေါ့နော်။ဒသမမရှိရဲ့ရည်တွက်ထားကျင်နေဆိုပြီးညီမကပြောင်းရင်ဒီမှာသူကပြောင်းမပေးပါဘူး။အဲ့ဒါကြောင့်မို့ညီမတို့ကဒသမထားမယ်ဆိုရင်တော့တခါတည်းတတိလေးထားဖို့ညီမအကြံပေးကြပါတယ်ရှင်။ နောက်တစ်ခုကတော့ကြွေးကြံနောက်ဆုံးရက်ပါဒီကြွေးကြံနောက်ဆုံးရက်မှာဆိုလို့ရှိရင်တော့ညီမတို့ကဒီနေရာမှာနန်းကိုတတ်မှတ်ထားခဲ့လို့ရှိရင်ညီမတို့ကဒီဘက်ဘေးမှာရှိရဲ့အကျွေးစရင်ဆိုတဲ့ကဏ္ဍထဲမှာရရန်ရှိရဲ့မှာတွားကြည့်လိုက်မယ်ဆိုလို့ရှိရင်ညီမတို့ကဘာတွေကိုတွေ့အောင်လဲဆိုတော့ဒီမှာနန်းလို့ထားခဲ့ရင်တော့ကိုထားခဲ့တဲ့အတိုင်းပဲသူကရက်ဆွဲနေပေါ့နော်အဲ့လိုမျိုးကြည့်လို့ရတာမျိုးမဟုတ်ဘူးဒီမှာဆိုလို့ရှိရင် ညီမတို့ကဒီကြွေးကြံချိန်ဒီမှာနန်းဆိုပြီးတော့တွေ့ရမှာပဲဖြစ်ပါတယ်။တကယ်လို့အဲ့လိုမှမဟုတ်ဘူးညီမတို့ကဒီစနေထိန်သိန်းကြီးရဲ့ဒီကြွေးကြံနောက်ဆုံးရက်ဆိုတဲ့နေရာမှာညီမတို့က9ရက်ကိုတတ်မှတ်ခဲ့ရပါတော့။ဒါဆိုညီမတို့တိမ့်ပြီဆိုပြီးတိမ့်ပြလိုက်မယ်။အဲ့ဒါဆိုရင်ရရန်ရှိရမှာညီမသွားကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီကြွေးကြံချိန်ဒီမှာညီမ9ရက်အတွင်းကတန်ဖိုးဆိုပြီးညီမဒီမျိုးလာပြီးတော့ကြွေးကြည့်လို့ရပါတယ်ရှင်။ နောက်ထပ်တစ်ခုကတော့တက်တန်းကုံဆုံးတဲ့ရက်ပါကိုပစ္စည်းရဲ့ကိုရောင်းထားတဲ့ item လေးတွေရဲ့တက်တန်းကုံဆုံးရက် expiry date တွေကိုတော့ညီမတို့ software ကနေ default အနေနဲ့က6လအထိဆိုပြီးတော့ညီမတို့သတ်မှတ်ပေးထားပါတယ်ရှင်ဒီမှာမှကိုဟာကိုရောင်းချခြင်းနဲ့ကိုပြောင်းခြင်းနဲ့ item လေးတွေပြောင်းလို့ရတယ်ဥမာကိုဆိုင်ရာမုန်းဆိုင်မလို့အထားမခံဘူးဆိုရင်ဥမာတလပေါ့နော်ဒီလိုမျိုးထားပြီးတော့ကိုရွေးပြီးတိုင်းရွေးပြီးတိုင်းတစ်ခုခုကိုပြောင်းလဲပြီးတိုင်းမှာညီမတို့ကသိမ်းပြီးဆိုတာလေးကိုနှိပ်ပေးရမှာပဲဖြစ်ပါတယ်ရှင် ပြီးရင်တော့နောက်ထပ်တစ်ခုကဒီမှာရှာဖွေမှုပုံစံပါညီမတို့ကဒီအယောင်းရောင်းတဲ့အခါမှာပေါ့နော် search box လေးမှာရှာလို့ရှိရင်ဒီမှာဆိုလို့ရှိရင်အစားစလုံးနဲ့ရှာမှာလားစကလုံးပါဝင်မှုနဲ့ရှာမှာလားပေါ့နော်ညီမတို့ကဒါကိုရွေးထားရင်ဥပမာကိုက premier fusion လို့ရိုက်လိုက်တာနဲ့ premier ရိုက်လိုက်ရတဲ့ f တစ်လုံးကိုရိုက်လိုက်ရတယ်ဒီလိုမျိုးပေါ့ညီမတို့ကစကလုံးပါဝင်မှုနဲ့ရှာရင်အဲ့ထက်မှာပါတယ်ဘယ်စကလုံးနဲ့မဆို search box လေးကနေကြာလာပြီးမှာပါဒါကတော့အစားစလုံးပါဒီအစားစလုံးကိုရွေးထားရင်တော့ premier fusion ဆိုရင် p ဆိုတာလေးနဲ့ပဲရှာလို့ရမှာပါတက ယ်လို့ပရှိဆိုလို့ရှိရင်တော့ B ဆိုတာနဲ့ရှာလို့ရမယ်ဒီလိုပုံစံမျိုးကိုပြောတာပါရှင်နောက်ထပ်တစ်ခုကတော့ဒီအောက်လေးမှာပါတယ်အယောင်စင်းတော့ပြောင်းလဲခွင့်ပြုမီအဝယ်စင်းတော့ပြောင်းလဲခွင့်ပြုမီနဲ့ကွန်ပစ္စည်းရစဲပြောင်းလဲခွင့်ပြုတာပါဒီသုံးခုကဘာလဲဆိုရင်ညီမတို့က ဒါကမိန်းစာပါပေါ့နော်ဒါကမှ client ခွဲသုံးတယ် mobile client ခွဲသုံးတာတို့ pc client ခွဲသုံးတာတို့ဆိုရဲခါမှာညီမတို့ကဒီကအမှန်ချစ်လေးတွေကိုချစ်ထားရင်ဥပမာအနေနဲ့အယောင်စင်းနှုံပြောင်းလဲခွင့်ပြုမီဆိုလို့ရှိရင်ညီမတို့ကဒီမှာအမှန်ချစ်လေးချစ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ client တွေကအယောင်ပေါင်းချပွင့်တဲ့အခါမှာညီမတို့ကဒီပေါ့နော်ဒီအယောင်ဆိုတဲ့ပေါင်းချပွင့်တဲ့အခါမှာကုန်ပစ္စည်းလေးကိုရိုက်ထည့်လိုက်တာနဲ့ ညီမတို့ရဲ့ဒီနှုံသားဆိုတဲ့နေရာမှာလက်လီစင်းနှုံလက်ကားစင်းနှုံအပြင်ကိုညီမတို့သတ်မှတ်ခြင်းနဲ့တံမိုးလေးကိုညီမတို့ကပြောင်းလဲပြီးတော့သတ်မှတ်လို့ရတာမျိုးဖြစ်ပါတယ်။ဥပမာ1000နဲ့ရောင်းမယ်ဆိုရင်1000ဆိုပြီးတော့ရေးတာမျိုးပါ။ဒီလိုမျိုးညီမတို့ကပြောင်းလဲလို့ရပါတယ်။အဲ့ဒါကိုမှညီမတို့ကဒီနေရာလေးမှာအမှန်ချစ်လေးဖြုတ်ရင်တော့ client တွေကတော့အဲ့လိုမျိုးစင်းနှုံကိုကိုပေးထားတဲ့လက်လီစင်းနှုံလက်ကားစင်းနှုံကလွယ်ပြီးတခြားစင်းနှုံနဲ့ပြောင်းလို့ရမှာမဟုတ်ပါဘူးရှင်။ အဝယ်စင်းတော့လည်းအဲ့ဒီအယောင်တိုင်းပါပဲဒီနေရာလေးမှာအမှန်ချစ်ချစ်တာမှာသူတို့ကအဝယ်စင်းတော့ပြောင်းသွားရင်ထည့်လို့ရမှာပါနောက်ထပ်တစ်ခုကတော့ compensation ရဆွဲပြောင်းလဲခွင့်ပြုရပါပဲဖြစ်ပါတယ်။ဒီ compensation ရဆွဲပြောင်းလဲခွင့်ပြုရဆိုတာကြတော့ညီမတို့ကအဲ့လိုမျိုးရောင်းလိုက်တဲ့ဟာကိုဘတ်တိတ်နဲ့ပြန်ထည့်ရပါတော့။ဥပမာဆိုလို့ရှိရင်ဒီအရာကိုညီမရောင်းလိုက်တယ်။ဒီမှာဆိုရင်ကိုက29ရက်နေဒါပေမဲ့29ရက်နေမဟုတ်ဘူး။ညီမတို့က 25ရက်နေ့ဒိတ်နဲ့ရောင်းကျင်နေဆိုရင်လည်းညီမတို့ကဒီမှာဆိုရင်25ရက်ဆိုပြီးတော့ဒိတ်ပြင်လို့ရရဲပေါ့နော်ဒီညလေးမှာကဒီရက်စွဲပြောင်းလဲခွင့်ပြုမည်ဆိုတာလေးကိုဖိတ်ထားလိုက်ရင်တော့အမှန်ချစ်လေးဖြုတ်ထားလိုက်ပြီးတော့ညီမတို့ကတင်လိုက်မယ်ဆိုရင်တော့ client တွေကဒီလိုမျိုးရက်စွဲပြောင်းလဲပြီးတော့အသုံးပြုလို့ရမှာမဟုတ်ပါဘူးရှင်ဒီလိုမျိုးအသုံးပြုလို့ရလာကလည်း owner ဆိုတော့ အောင်နာဆိုတဲ့အကောင့်နဲ့ပဲအသုံးပြုလို့ရပါပါဥပမာအနေနဲ့ဥပမာစီးရေးကောင်းဖွင့်ထားတယ်လို့ဘာလို့ဆိုရင်လဲအဲ့ဒီ client တွေမှာကအသုံးပြုလို့မရပါဘူးရှင်ဒီတော့ညီမတို့ကဒီလုပ်ငန်းထိန်းချုပ်ခြင်းဆိုတဲ့နေရာမှာနာမည်ပေးရတယ်ပြီးတော့တသမရေးအတွက်ပြင်တာတွေကိုယ့်ရဲ့တန်ဖိုးသင့်ဖို့နီလမ်းမှာမှာ every la last price la စတာတွေကိုတွက်ချက်ပေးလို့ရပါတယ်ဒါဆိုရင်တော့မိတ်ဆွေတို့အကောင်လုံးတုံးရတာအဆင်ပြေမယ်လို့ညီမထင်ပါတယ်ရှင်။အားလုံးပဲတာယာအေးချမ်းသောနေ့ရက်လေးဖြစ်ပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။